Hello အားလုံးပဲမင်္ဂလာပါဒီနေ့ Himi sharing လုပ်ပေးမယ့်အကြောင်းအရာတော့ scholarship ပေါ်တော့မြန်မာကျောင်းသားတွေအတွက်အဓိကပေးရ scholarship အကြောင်းဖြစ်ပါတယ် scholarship နာမည်ကတော့စုမြတ်တန် foundation ပေါ့နော်ဒီ scholarship ကိုယမေကအရင်2025ပေါ့နော်ကယမေအတွက်ကိုယမေကလျှောက်ထားတာအဲ့ရယမေတနှစ်ပြည့်သွားပြီပေါ့နော်သူကကြဘလောက်ပြရလဲဆိုရင်ကျောင်းသားတရာကိုဒေါ်လာ1200 support လုပ်ပေးရပေါ့နော် အဲ့တော့ယင်းနေ့အတွက်ကြတော့ဒီပေါ့နော်ဒီဂျပန်မှာကြောင်းတက်နေရတဲ့အတွက်ကြောင့်ကုန်ကျစရိတ်တွေအရမ်းများရေပေါ့နော်ကြောင်းလခိုင်းပေးရတာဒီအင်္ဂလခိုင်းပေးရဒီ new scholarship support ကမင်းရဲ့အများယင်းမေကို cover လုပ်သွားရေပေါ့နော်ဘိုက်တူတွေအရမ်းထက်အမြိုင်းလို့ပါတော့မင်း short ပြီးတော့လုံလုံရသွားရေပေါ့နော်အဲ့တော့တငယ်ချင်းတို့လည်းဒီ scholarship ကအခု November လ first week မှာပြန်ဖွင့်မှာဖြစ်တဲ့အတွက် share လုပ်ပေးတာပါအဓိကကြတော့ ဒီပေါ့နော် insure that မှာအကြောင်းတက်နေရဲ့မြန်မာအကြောင်းသားဖြစ်ရမယ်ဒါကပထမအချက်ပေါ့နော်ရှင်မီပြောမဲ့ဟာလီမိတော်မှာဆိုအထီးပြောပြောမဲ့ပေါ့နော်အဲဒီကတော့အဲ့ဟာလီဖြစ်ရမယ်ပြီးအကြောင်းကလည်းလျှောက်ပြီးသွားပြီးလက်ခံနဲ့လက်ခံနဲ့ပေါ့နော်ချက်လက်ရှိရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ तू ကလက်ရှိမှာအဲ့လိုတက်နေတဲ့အကြောင်းသားကြီးအဓိကပေးတာဖြစ်တဲ့အတွက်ကြောင့် ဒီဘောနော်ဟိုဘက်ကအကြောင်းအကြောင်းလက်ခံနေဆိုရက်ဒီပေါ်ဒေါကူမန့်ကြီးလည်းရှိရမယ်ဘောနော်အဲအဲ့အားလေးတခုပို့တယ်နောက်တစ်တခုကကြတော့ဒီဘောနော် financial need ပေါ့နော်အဲ financial need ဖြစ်တဲ့အကြောင်းသားကြီးဦးစားပေးပြီးတော့ပေးရဲ scholarship ဖြစ်တဲ့အတွက်ဒီအချက်ကိုလည်းဘောနော်ကိုနေရဲ့အဲ လိုအပ်တဲ့လူဆိုရင်တော့ဒီ scholarship ကိုရှောက်တင်ပါတယ်။ဒီကတော့ဒီ scholarship ကကြတော့ essay ရေးဆုံး submit လုပ်ရတာပေါ့နော်။အစေးကကြတော့ရမိလင့်တော့ကဘာကြောင့်ဒီအဓိကပြောပြရလဲဆိုတော့ဒီကိုယ့်ရဲ့ financial need နဲ့ပတ်သက်တဲ့အစီအတပုတ်ပါလေပြီးရင်ကိုကြောင်းပြီးသွားရင်ဘာဆက်လုပ်မှလဲဆိုရယ် plan ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းရမိ submit လုပ်ရတယ်ပေါ့နော် future plan နေလေအဲ့လိုရေးရတယ်ပြီးတော့တစ်ခုကကျတော့ဒီ society ကိုဘယ်လို contribute လုပ်လဲဆိုတဲ့အကြောင်းအရာလေးနဲ့မျှရပေါ့နော်အဲဒီမိခွန်းကိုလည်းကိုကကြိုတိထားတော့ပို့ပြီးအခုကရစပြီးပြင်ဆင်ထားလို့ရတယ်ပေါ့နော်အရင်က volunteer တွေ့ကြုံနေပါရရှိခဲ့ပြီးဆိုရင်လည်းထည့်ရလို့ရတယ်ပေါ့နော်အဲဒီ chat ပေါ့နော်အဲဒါလေးကိုအဓိကအစီအရာ ြီးတော့ဟောဘောနော်ခုဖောင်းဖြန့်ဖွင့်တော့မှာဖြစ်တဲ့အတွက်ကြာ academic background document တွေကိုမှရှိနေပေါ့နော်ရင်းမင်းဆိုရင်အဲ့လို drive file တစ်ခုထဲမှာအကုန်လုံးစုထားလိုက်တာပေါ့နော်အဲ့တော့တင်ရတာလွယ်ပေါ့နော်ဥပမာအနည်းနဲ့ဆိုရင်ကျောင်းရဲ့ transcript ပေါ့နော်ရင်းမင်းဆိုရင်အရေးကမြန်မာနိုင်ငံမှာဆိုရင်အဲ့ပထမနှစ်အဲ့လိုမျိုးပြီးထားရေပေါ့နော်အဲ့လိုမျိုးဆို official transcript ဒီပါရေအဲ့လိုပြီးရရေ ပြီးတော့ဒီဘောနော diploma certificate တွေကိုမှရှိနေတယ်ရတယ်ဘောနော်အဲနဲ့ပတ်သက်ပြီးတော့ proof of enrollment ဘောနော်ခုလက်ရှိဒီမြန်မာမှာအကြောင်းတက်နေရဲ့ဒီ AP မှာအကြောင်းတက်နေရဲ့ proof of enrollment letter ကြီးလေအဲ့လိုတင်ရတယ်ဘောနော်ပြီးတော့ recommendation ဘောနော် optional ဒါတော့ optional ဖြစ်တဲ့ကိုမအလုံးဆရာကြီးဆရာမကြီး recommend လုပ်ပေးမယ်လို့ရှိရင်တော့အဲ့အားလေးပါတင်လို့ရရဲ့ပြီးတော့ awards the honors တွေရှိနေတယ် ကြွေးပြီးတော့တင်ပြရဲပေါ့နော်ဒါကတော့ document နဲ့တက်ဆိုင်နေဟာပြီးတော့ additional information နဲ့ပတ်သက်ပြီးတော့ပြောပြချင်တာရှိနေအလိုပြောပြလို့ရရဲပေါ့နော်အဓိကဒီ scholarship က charge scholarship တွေမတူရဲ့အချက်ပါကြတော့ဒီ तू ကဒီတိုင်းနဲ့ကိုက scholarship ကိုလက်ခံလိုက်ရတာပဲမဟုတ်ပဲနဲ့ကို့အနေနဲ့လည်းတခြားသောចောင်းသူတွေចောင်းသားတွေကို ကိုယ် creation နေနဲ့ပေါ့နော်ပြန်ပြီးတော့ကုညီလို့ရဥမာဆိုရင်ဒီ scholarship က YouTube channel ကြီးလုပ်ထားရေပေါ့နော် YouTube channel ကြီးမှာဆိုရင်ဒီပေါ့နော်အခုဆိုရင် youth and bounce ဆိုတဲ့ channel လေးရေလုပ်ထားရေပေါ့နော်အဲ့ဒီ channel မှာဆိုယူမီဆိုရင်အဲ storytelling ပေါ့နော်ယူမီရဲ့အဲ live ပေါ့နော်23 lesson i learned in 23 through a topic net ဒီ post လေး video post လေးတင်ရောရေပေါ့နော်အဲ့ရနေပြီးတော့ viewer subscriber တွေကနေသိကြရေ YouTube ကအဲညီတွေကိုတခြားចောင်းသားတွေကိုလည်းပြန်ပြီး support လုပ်သွားမယ်ဆိုရဲပုံစံမျိုးလေးလည်းသူကလုပ်တယ်ပဲအဲဒီညီညီအကြအဲ့လိုလူငယ်တွေအားလုံးပေါ့နော်တစုတစည်းတဲ့အဲ့လို creativity တွေကိုအဲ့လို implement လုပ်လို့ရတဲ့နေရာလေးတစ်ခုလေးဖြစ်တယ်ပေါ့နော်ဒီ scholarship ဟိုရလိုက်တာပဲမဟုတ်ဘဲနဲ့ကိုယ့်အမိနဲ့လည်းပြန်ပြီး profile လုပ်ပေးနိုင်တယ်လို့ဖန်ဆားရရဲ့ပေါ့နော် ဆိုတော့ဒီ scholarship နဲ့ပတ်သက်ပြီးတော့တခြားတည်ချင်တာရှိရင်ဒေးစေးတည်ချင်တာရှိရင်အဲ comment မှာနှံ့သွားတာခဲ့ပေးပါဘူးနော်စကားရည်လေးထုတ်ကုန်နှံ့ခဲ့ပေးပါယမိချင်းအားပြင်မျိုးဖြည့်ပေးသွားပါမယ်အဆုံးသတ်ကြည့်ပြီးကျေးဇူးတင်ပါတတ